ဒီနေ့ကတော့ Michelin 80တန်းတောင်ရထားတဲ့တေယုတ်တန်းကတပွဲဖက်90တန်းငဖယ်လုံးခောက်ဆွဲကိုသွားစားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်။ အရင်ဆုံးတရုတ်တောင်သွားဖို့အတွက်ဆိုင်းအမတီနဲ့သွားမယ်ပေါ့နော်ဆိုင်းသွားတဲ့အချိန်ကကျတော့ရုံစင်းတဲ့အချိန်လေးဖြစ်နေရဆိုတော့ဝင်ဖို့တအားတန်းစီနေရတာနဲ့ဆိုင်းကတော့ True Money နဲ့ပဲ MRT ကတ်ထဲဝင်ဖြစ်မယ်ပေါ့နော်ကိုယ့်ရဲ့ True Money account ထဲမှာ MRT လို့ရိုက်ရှာပြီးတော့ဒီလို MRT ကတ်လေးကိုချိန်ထားရုံနဲ့အလွယ်တကူလဲဝင်ဖြစ်လို့ရရပေါ့နော် True Money နဲ့ဝင်ဖြစ်ပြီးတော့ MRT ကဒီလိုဆက်လေးမှာကတ်လေးကိုထိလိုက်ရုံနဲ့ဝင်ဖြစ်ပြီးသားဆိုတော့တော်တော်လေးလည်းအဆင်ပြေရယ်ကဲဒါဆိုရင်တော့တရုတ်တန်ဝမ်မကွန်စတေရှင်နဲ့ရောက်ပြီပေါ့နော်ဒီနေ့ကလည်းရတဲ့သူကအေးအေးလေးဆိုတော့ဒီလိုခေါက်ဆက်ဖို့ဖို့ဆက်ဆက်လေးစားလိုက်ရရင်တော့လုံးဝကတိပဲ ဒီဆိုင်လေးရကြတော့ဝမ်မကွန်81ကနေထွက်ပြီးတော့ဒီလန်လေးတိုင်း15မိနစ်လောက်လမ်းလျှောက်သွားလို့ရှိရင်တွေ့ရမယ်ဒီမရှင်လင်းဆိုင်လေးပေါ့နော်သူစီမားကလေဒီငဖယ်လုံးခောက်ဆွဲတစ်မျိုးတည်းကိုပဲမရှင်လင်းရှင်းနေစက်တိုက်ရတာဒီမှာခောက်ဆွဲကြငဖယ်လုံးနဲ့တစ်မျိုးပဲရရပေါ့နော် site test ထဲမှာကြတော့ငဖယ်လုံးဖတ်ထုတ်နဲ့ဒီလိုငဖယ်လုံးတီးတန့်လည်းထပ်မလို့ရတယ်ပြီးတော့ဒီဆိုင်ပေးနတ်မှာလည်းဒီလိုဖက်ထုတ်ဆိုင်လေးတွေစတေးဆိုင်လေးတွေနဲ့ပြီးတော့အေးဆိုင်လေးတွေပါရှိရဆိုတော့ဒီကနေလည်းမှာပြီးတော့တောက်လို့ရတယ်။ ဒါကတော့ဆိုင်းနှုတ်မာထားတဲ့ငဖယ်လုံးခေါက်ဆွဲကိုအရင်နဲ့အတုံးနှမျိုးပေါ့နော်။တခြားခေါက်ဆွဲရတာ၃မျိုးရွေးလို့ရတယ်။ဆိုင်းနှုတ်ကကျတော့ဒီကျုပ်ခေါက်ဆွဲလေးနဲ့ယူလိုက်တယ်ပေါ့နော်။ခေါဆွဲရအရေးကြီးလေးကိုမှအရသာကကြတော့ကိုလိုလိုဆက်လို့ရအောင်မိနှက်မှာစားတချငရုပ်တီးမုံနဲ့ပြီးတော့ငံမြိုင်ဘူးလေးတွေပါချပေးထားတယ်။ဆိုင်းရတော့ပူပူဆက်ဆက်ကလေးစားချင်တာနဲ့ဒီလိုငရုပ်တီးမုံမြများလေးနဲ့ထိတ်စားရတာပို့ပြီးတော့ကြိုက်တယ်။ သူ့ရဲ့ဂျုံခေါဆွဲသားကတော့လည်းလေငူးညံ့ပြီးတော့တော်တော်လေးလဲစားလို့ကောင်းတယ်ပြီးတော့ဒီငဖယ်လုံးဆိုလို့ရှိရင်လည်းလေထုတ်ထုတ်အီအီလေးငါးညင်နဲ့လည်းလုံးဝမပါတော့လေတော်တော်လေးလဲမိုက်တယ်ပြော်လေဒီဖတ်ထုတ်လေးလည်းတော်တော်လေးစားလို့ကောင်းတယ်သူရဲ့ဖတ်ထုတ်ဆိုင်ကဒီလိုမျိုးအကြီးပါတာကိုမာဒီလိုမျိုး၁၀လုံးပါတဲ့တပွဲကိုဘယ်၄၀ပဲပေးရတာတော်တော်လေးတက်တယ်ဒါလေးကကျတော့ငဖယ်လုံးစီချက်ခောက်ဆွဲပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်၅သားလုံးရယ်ပြီးတော့၅ဖတ်ထုတ်နဲ့၅သားပြားလေးပါတယ် သွေးစီချမ်းတဲ့လေးရတယ်လေမှွေးပြီးတော့ဒီခေါက်ဆွဲရလဲနူးညံ့နေရောလေတော်တော်လေးလည်းလိုက်တယ်ဆားလို့တော်တော်ကောင်းတယ်ပေါ့နော်သူကလေမစ်ရှင်လေးရှင်းနေစလိုက်ရတာပဲမဲ့သူကခေါက်ဆွဲတွေကကျတော့တပွဲဥမှာပန်90ပဲပေးရတာဈေးလေးတွေကလည်းမစိုးဒါပေမဲ့ခေါက်ဆွဲပိုးရှင်ကတော့အရင်ကြီးမများဘူးပေါ့နော်ဒါကကျတော့အေးဆန်အနေမှာတောက်ထားတဲ့အသီးဖြော်လေးပါတစ်ခွက်ကိုဘတ်30ပဲပေးရတယ် ခေါဆဲဆိုင်နဲ့ဒီလိုဖက်ထုတ်ထုတ်စာတေးလေးလည်းမစားလို့ရတယ်စာတေးရလဲဆယ်ချောင်းပါတဲ့တပွဲမှာပဲ၈၀ပဲပေးရတယ်ဒီမရှလင်းခေါဆဲဆိုင်ကကြတော့ချင်းမမှာဒီဇိုင်းဘန်ကောက်မှာ၃နေဆိုင်လောက်ရှိရပေါ့နော်တရုတ်တန်းဆိုင်လေးကကြတော့ညနေ၄နိုင်ခွဲဆိုရင်စားဖွင့်ပြီပြီးတော့ဒီတရုတ်တန်းဆိုင်လေးတွေကလည်းလေထရူမန်နီနဲ့အလက်တိုကိုဝင်ရှင်းလို့ရတယ်ကို့မှာဘန်ကောက်မရှိလို့ရှိရင်လဲထရူမန်နီဝေါ်လက်လေးဖွင့်ထားရုံနဲ့ဒီလိုမျိုးစကန်လေးဖက်ပြီးတော့အလက်တိုကိုဝင်ရှင်းရတာတော်တော်လေးနဲ့ဆင်ပြေပြီးတော့ထရူမန်နီနဲ့ငွေလဲပြီးမြန်မာပြည်မှာငွေထုတ်လို့ရှိရင်လဲအေဂျင့်ဆိုင်တွေမှာအခမဲ့ငွေထုတ်လို့ရတယ်လို့ EA PayWallet ရှိတဲ့သူတွေအနေနဲ့လဲ အခမဲ့ငွေလွတ်လပ်ခံရပါတယ်။ agent ဆိုင်တွေမှာငွေထုတ်သလိုငွေလဲသူ့ပေးပို့ရဲလူဝတ်နံပါတ်၈လုံးကို ARP wallet အတွင်းမှာရိုက်ထည့်ပြီးတော့ e-money အဖြစ်ငွေလွတ်လပ်ခံလို့လည်းရပါတယ်။ ARP နဲ့ငွေလွတ်လပ်ခံမယ်ဆိုရင်တော့ငွေလွတ်လပ်ခံမဲ့သူရဲ့ဖုန်းနံပါတ်က ARP wallet ဖွင့်ထားတဲ့ဖုန်းနံပါတ်ဖြစ်ပေါ်ရလို့မယ်နော်။ဒီတော့ထိုင်းရောက်မြန်မာရဲ့အတွက်ဒီလိုဘက်ဆောင်သုံးလို့ရတဲ့ True Money wallet လေးဖွင့်ထားရင်တော့ပိုစင်ပြေရနော်။ကဲဒါဆိုရင်တော့ဆိုင်းတယုတ်တမဆက်ပတ်လိုက်ပါအောင်မယ်ဒီတယုတ်တမမိုးစားတဲ့ vlog လေးကိုတော့တက်တက်ထက်တင်ပေးပါမယ်အားလုံးပဲတတား